်မင်္ဂလာပါခင်ဗျာပကြီးနုပညာကိုညံ့နိုးတမိုးထားကြတဲ့မိတ်ဆွေများအားလုံးကို artist artistry မှ nutrisa ကျူးစွလိုက်ပါလေဒီနေ့ကျွန်တော်တို့အထူးတကားခံစားကြည့်ရှုသွားကြရမှာကတော့မြမပကြီးလောကမှာထင်ရှားတဲ့ပကြီးဆရာကြီးတူဖြစ်တယ်ဆရာအောင်သိန်းဦးရဲ့ artistic odyssey 2လို့အမည်ရတဲ့တကူရောပကြီးပြပွဲကရည်စည်းပကြီးအနုပညာလက်ရာတွေပဲဖြစ်ပါလေ ပကြီကားတွေကိုမြင်တွေ့ရတဲ့အခါရှုခင်းပကြီကားတွေလို့မတတ်မှတ်ပဲဒါရီဟာရှရရဲ့ရှုပ်ချက်တွေကနေတဆင့်မြမကြီးရဲ့အလှတရားယဉ်ကျေးမှုရဲ့အသက်ဝိညာဉ်နဲ့နေ့စဉ်ဘဝတွေရဲ့ယတာတွေကိုခံစားသိရှိနိုင်မဲ့အမှုပညာပရင်းပေါက်တွေလို့ခံစားပြီးကြည့်ရှုကြရအောင်ပါ ရှာအောင်သိမှုဟာပကြီးပညာကိုသူ့ဘဝတစ်ခုဖြစ်နစ်မြုပ်ထားခဲ့တဲ့သူပါပကြီးနီးပြလက်ထောက်ကတိကဆရာတူဖြစ်လေတာဝန်ထမ်းဆောင်ခဲ့ပြီးသူ့ရဲ့အတွေ့အကြုံနဲ့ပညာရပ်တွေကိုမျိုးဆက်သစ်တွေအတွက်အမြဲတမ်းမျှဝေပေးနေတဲ့ပကြီးပညာရှိန်နာရှင်တူတည်းဖြစ်ပါလေဒါကြောင့်ဆရာရဲ့ပကြီးကားတွေမှာပကြီးပညာရဲ့နဲ့ပတ်သက်ပြီးကျွမ်းကျင်မှုအပြင်လက်ရှိတဲ့ခံစားမှုနဲ့ သင်ချားပြတ်လူစိတ်ကိုပါတပါးရေရင်တွေ့နိုင်ပါပါဆရာရေပကြီးပြဝဲမှာပြတ်တာထားတဲ့ပကြီးကားတွေကိုခန်းစားကြည့်ရှုကြရအောင်ပါမင်္ဂလာပါခင်ဗျာ artist artistry ကကျေကျေပါလေ အခုတင်ဆက်ပေးနေတဲ့အကြောင်းအရာကတော့ပကြီးရှာတို့ရဲ့အမှုပညာဖြစ်တည်ခြင်းများအစီအစဉ်ဖြစ်ပါတယ်။ပကြီးအမှုပညာဆိုင်ရာအကြောင်းအရာများစွာကိုလေ့လာသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Artist Artistry Channel လေးကို Subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ခင်ဗျာ။ပထမဆုံး DBG ကားလေးကိုကြည့်ရှုခန်းစားကြည့်လိုက်ကြရအောင် DBG ကားမှာ ရေကြီးကြီးရဲ့အသက်ဖြစ်တဲ့အလင်းနဲ့အရေး light and shadow ကို share ဘလို့အသုံးချထားတဲ့ဆိုတော့ကိုတည်တည်ချာချာလေ့လာနိုင်ပါလေနေအောင်ကြီးရဲ့နှွေးထွေးတဲ့အဝါရောင်လင်းဟာ ရွှေရောင်သင်္ကန်းကပ်လူထားတဲ့ဇီဒီတော်အပေါ်ကြာရောက်နေပုံအဲ့ဒီအလင်းရဲ့ရောင်မြန်ဟမှုကရှိန်ညွနေတဲ့မြစ်ပြင်ပေါ်မှာလှုပ်လီလှုပ်လက်ထင်ဟနေပုံဟာတကယ့်ကို အသက်ဝေလွန်းလာပါလေ။ ဇီရီတော်ရဲ့အောက်ခြေကြောက်သားတောင်ကုန်းနဲ့အရိပ်ကျနေတဲ့အပိုင်းကိုခရမ်းရင့်ရောင်အပြာရင့်ရောင်လိုခူးကာလာရီနဲ့ပုံဖော်ပြီးအလင်းကျတဲ့အပိုင်းကိုနွေးတဲ့အရာဝမ်ကာလာရီနဲ့ခွဲခြားရေးသားထားတာကြောင့်ပကြီကားရဲ့ depth ကိုရှင်းရှင်းလင်းလင်းခံစားမိစေတာမျိုးပါမြေကမ်းဘေးမှာအဝိရှောင်နေတဲ့လူတွေရဲ့ပုံစံဆိုက်ကတ်ထားတဲ့လင်းငယ်တွေဟာ ဒီမြင်ကွင်းကိုဇလန်တပုတ်လိုဖြစ်သွားစေတဲ့အသေးစိတ်ချေမှုန်မှုလေးပါပဲဒီဗီကမှာတော့ဆရာရဲ့ပုံဖော်ဖွဲ့စည်းမှုဖြစ်တဲ့ composition ဆွမ်းရည်ကိုအဓိကမြင်တွေ့ရမှာပါ ရှိဆုံးမှထားတဲ့ပန်းမွန်တွေဝေစာနေတဲ့သစ်ပင်ကြီးရဲ့အကိုင်းခက်တွေဟာဘောင်းတစ်ခုလိုဖြစ်နေပြီ ြည့်ရှုသူရဲ့အမြင်ကိုနောက်ခံကတန်ကုန်းပေါ်မှာရှိတဲ့ဇီရီဖြူလေးရစီကိုဥတီခေါ်ဆောင်သွားပါလေတစ်ကိုင်းတွေရဲ့ရှုပ်ထွေးတဲ့ပုံစံတွေကိုမပြတ်မယွင်းအောင်တစ်ချက်ချင်းတည်သက်စွာရေးဆွဲထားတဲ့ဆုပ်ချက်တွေဟာဆရာရဲ့စိတ်ရှည်မှုနဲ့ကျွမ်းကျင်မှုကိုတက်သည့်ပြနေတယ်လို့ပါပဲအယောင်အုံပြုမှုမှာလဲခရမ်းရောင်တန်းနဲ့ကောင်းကင်နဲ့နောက်ခံတောင်တန်းတွေဟာ အေးစေးတည်ငြိမ်နေတဲ့ခန်းစားချက်ကိုပြပြီး ရွှေဝါရောင်စည်းဒီမုတ်ဦးတိုင်လုံးလေးတွေက အမြင်ကိုဆွဲဆောင်ထားနိုင်တဲ့ focal point တွေအဖြစ်ထည့်သွင်းထားတာမျိုးကို မြင်တွေ့ခန်းစားရပါတယ် Artistic Odyssey 2မှာဖြတ်သားထားတဲ့ပကြီကားတွေထဲမှာဒီကားလေးကတော့ ျွန်တော်ရှင်နေကို အထီးဆုံးလက်ရာတွေလည်းကတခုပါအနီအောင်ကနေတဲ့ရှီဟောင်ဖျားကြီးရဲ့အတွင်းစင်ချာမှာဖျားချနေတဲ့အလင်းတန်းဟာပကြီကားရဲ့အသက်ပါပဲအလင်းတန်းချရောက်နေတဲ့နယံနဲ့ဂျမ်းမြင်ကိုအဝါရောင်နဲ့လိမ္မော်ရောင်ဖြော့ဖြော့သုံးပြီးအရေးကြနေတဲ့နေရာလေးတွေကိုအနီရင်ရောင်နဲ့ခန်းရင်ရောင်တုံးထားတာဟာအဲ့ဒီနေရာရဲ့လေးနက်မှုနဲ့တိတ်ဆိတ်မှုကို ပုံဖော်ပေးပါလေအဲ့ဒီလင်းနန်းထဲမှာ ပိုင်းအောင်သင်္ကန်းစုစုလေးနဲ့တီလာရှင်တစ်ပါးကိုထည့်သွင်းလိုက်ခြင်းကဒီမြင်ကွင်းတစ်ခုလုံးကိုအသက်သွင်းလိုက်တယ်လို့ပါပဲကြည့်ရှုသူဟာတိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ဘာသာရေးရဲ့ကြီးညိုပွဲရာခံစားမှုကိုတပြိုင်တည်းရရှိစေတဲ့ပကြီကားတစ်ချက်ဖြစ်တာအသေးချပါပဲဒါကြောင့်ကျွန်တော်ကဒီပကြီကားလေးကိုအခုပြပွဲထဲမှာအကြိုက်ဆုံးတဲ့ကအကြိုက်ဆုံးတစ်ခုဖြစ်ရွေးချယ်ရခြင်းဖြစ်ပါတယ် ရှာအောင်သိငူရေးသားထားတဲ့ပုံစံကားတွေကိုစာခဂယ်လရီမှာခင်းကျင်းပြတာတဲ့အချိန်ကြည့်ရှုခံစားကြရတဲ့သူတွေရဲ့ခံစားချက်ကိုကျွန်တော်အခုလိုမြင်မိပါတယ်။တိတ်ဆိတ်ငြိမ်သက်တဲ့ဝင်းကျင်မှာကိုယ်တိုင်ကိုကြလာရောက်ခံစားကြည့်ရှုရတဲ့ခံစားချက်ဟာပကြီကတစ်ချက်ချင်းစီရဲ့ရှေ့မှာရက်လိုက်တိုင်းကျွန်တော်တို့ဟာရန်ကုန်မြို့လေကနေမန္တလေးတောင်ပေါ်ကိုအင်းလေးကန်လေးကိုပကံပြားပထိုးရီကြောက်ကို ချက်ချင်းခေါ်ဆောင်သွားခံရတယ်လို့ပါပဲပကြီကားတွေကိုစူးစိုက်ကြည့်ရှုနေကြတဲ့ပကြီချစ်သူတွေရဲ့မျက်နှာမှာမြင်တွေ့ရတဲ့ကြည်နှုံးမှုနှစ်သက်ကျဉ်းနှမှုတွေကဒီပြပွဲရဲ့အောင်မြင်မှုကို ဖော်ပြနေပါတယ်ဒီနေရာဟာပကြီကားတွေချိတ်ဆက်ထားတဲ့အခန်းတစ်ခုတသက်မဟုတ်တော့ဘဲအမှုပညာရှင်နဲ့ကြည့်ရှုသူတို့ရဲ့စိတ်ဝိညာဉ်တွေခဏတာဆုံးစီရမြမပြည့်ရဲ့အလှတရားကို အတူတကွာ ခံစားကြတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ် ရှာအောင်သိန်းဦးရဲ့ Artistic Odyssey 2ပြပွဲဟာသူ့ရဲ့ကြွန့်ကျင်တဲ့ရည်စည်းစုပ်ချက်တွေနဲ့မြမရှုခင်အလှတွေကိုဖမ်းယူထားတာမဟုတ်ပါဘူး။အလင်းအယောင်နဲ့ခံစားမှုလို့ကိုပေါင်းဆက်ပြီးမြမရင်ကျိမှုအမွေနစ်တွေရဲ့အနှစ်သာရမြမတို့ရဲ့နေ့စဉ်ပွားတွေကယူရှင်းတဲ့အလှတရားတွေကိုပါထည့်သွင်းပုံဖော်ထားတဲ့အမှုပညာကြီးရှင်တစ်ခုပါပဲ။အခု ကျွန်တော်တင်ဆက်ပေးတဲ့ဒီဗီဒီယိုလေးကနေတဆင့်ရှရရဲ့အမှုပညာကိုပုံမနားလေတံမိုးထားရလာမယ်လို့မျှော်လင့်ရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြစေခင်ဗျာနောက်တစ်ပတ်နောက်တစ်ပတ်များမှာလဲမိတ်ဆွေတို့အတွက်ပကြီးရှာရိခင်းချင်းပြသထားတဲ့ပကြီးပြပွဲကပကြီးကားတွေကိုကျွန်တော်ခန်းစားတင်ဆက်ပြပါဦးမယ်အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ